င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ICC မှဆေးရဇဝတ်မှုဖြင့်မင်းအောင်လိုင်ကိုဖမ်းဝရမ်းကျင်ညာပြီးဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အပီပီဆိုင်ရာရဇဝတ်ခုံရုံး ICC မှအကြမ်းဖက်မင်းအောင်လိုင်ကိုဖမ်းဝရမ်းကျင်ညာလိုက်ကြောင်းယနေ့ဒီဇင်ဘာ၄ရက်နေ့တွင် ICC မှတရားဝင်ထုတ်ပြန်လာပါတယ်အဓိကအားဖြင့်မြန်မာစစ်တပ်ရဲ့လူသားတွေအပေါ် ူမျိုးတုံးတပ်ဖြတ်မှုတွေအရက်သားတွေကိုလေကြောင်းအကြံဖတ်မှုမတရားအာဏာသိမ်းမှုစစ်တလက်အောက်ခံတပ်သားတွေရဲ့မတိန်ချင်းမှုစတဲ့စစ်ရဇဝမှုအလုံးအတွက် ICC ရှေ့နေချုပ်ရဲ့အဆိုကိုကန့်ကွက်သူမရှိအတည်ပြုလိုက်ကြောင်းဖော်ပြထားပါတယ်ရှခုဖန်ဝရံကိုကုလလုံးကျုံရေးကောင်စီအပါအဝင်နိုင်ငံတကာရဲတပ်ဖွဲ့ရောအင်တာပိုယုံချုပ်ကိုပေးပို့ထားပြီးဖြစ်ကြောင်းတရားဝင်ကြေညာပြီးဒုစရိုက်သမားတွေကိုဖမ်းဆီးဖို့ဖြစ်နိုင်သမျှလှုံ့ဆော်ပြီးဖြစ်ကြောင်းအင်တာပိုကထုတ်ပြန်ထားပါတယ် အခုဖန်ခွန်းကျင်ညာပြီးအကြံဖတ်မရောက်လိုက်ကိုစတင်ချေရခံပြီးလေကြောင်းကနေပါရှင်းပြနိုင်ဖို့စီစဉ်နေကြောင်းထိုးစီစဉ်ကိုအမေရိကန်ရဲ့အခုညီဖြင့်ဆောင်ရွက်သွားမည်ဟု ICC ရှေ့နေချုပ်ကပြောဆိုထားကြောင်းရိုက်တာသတင်းတွေဖော်ပြထားပါတယ်အခုလိုဖန်ခွန်းထွက်ပေါ်လာပြီးအကြံဖတ်မရောက်လိုက်ဟာနေပြီးတော့မှအထူးအရေးပေါ်အစည်းအဝေးခေါ်ပြီးနေပြီးတော့လေကြောင်းလုံခြုံရေးတိုးမြင့်ခိုင်းကြောင်းအတန်တွေပါထင်းငော့နေပြီးစေကောင်းဆောင်ဟာတုံလုံးနေကြအမိမဖော်လို့တဲ့တက်တွင်းတရင်ရင်မြစ်ကဆိုထားပါတယ် ဆက်လက်ပြီးရခိုင်ရိုးမှဆက်စစ်ကောင်စီစခန်း၅ခုနဲ့တုံညွာကို10လကျော်စစ်စင်ရေးအတွင်းအေးအေးပူပေါင်းတက်တင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရခိုင်ရိုးမှဆက်မှစစ်ကောင်စီတက်စခန်း၅ခုနဲ့ချင်းွာတုံညွာကိုအာရကတက်တော်အေးအေးနဲ့ပူပေါင်းတက်တွေက10လကျော်ကြာတိုက်ခိုက်မှုအတွင်းဒိမ့်ပိုက်ထိန်ချုပ်ထားတယ်လို့ ISP မြန်မာရဲ့ဒီဇင်ဘာလ၁ရက်နေ့ထုတ်ပြန်တဲ့အစီရင်ခံစာအရသိရပါတယ်။ အရကတက်တော် AA နဲ့ပူပေါင်းတက်တွေဟာ2025ခုနှစ်နှစ်ဆန်းပိုင်းမှာစတင်ပြီးအရာဝတီမကွေပကိုးတိုင်းတွေကိုထိုးစစ်တွေဖြန့်ကျက်ကတိုက်ခိုက်လာခဲ့တာလည်းပြတ်ပါတယ်။အဆိုပါထိုးစစ်ဆင်လာကြော်ကြားတိုက်ခိုက်မှုအတွင် AA နဲ့ပူပေါင်းတက်တွေဟာစစ်ကောင်စီတပ်ရဲ့စစ်စခန်း၅ခုနဲ့ခြေရွာ၃ရွာကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးပကိုးတိုင်းမှာကပ္ပဆ၆နဲ့မကွေတိုင်းကကပ္ပဆ၁၄ဆက်ယုံတွေကိုဦးတည်လာနေတာလည်းဖြစ်ပါတယ်။ အေအေနဲ့ပူပေါင်းတပ်တွေတင်ပိုက်ထိန်းချုပ်ထားတဲ့စစ်စခန်း၅ခုမှာအမ်ပဒန်လမ်းပိုင်းမှာစစ်စခန်း၂ခုတောင်ကုတ်ဗရောင်လမ်းပိုင်းမှာစစ်စခန်း၂ခုနဲ့ကွာငတိုင်းချောင်းလမ်းပိုင်းပေါ်မှာစစ်စခန်းတစ်ခုလို့ဖြစ်ကြပါတယ်အလားတူအေအေနဲ့ပူပေါင်းတပ်တွေတင်ပိုက်ထားတဲ့ကျေးရွာတွေကတော့မကွေတိုင်းငဖဲမြို့နယ်မှာပက်စီကျေးရွာအေယာဝတီတိုင်းရွှေတောင်ရံမြို့နယ်မှာမကြီးစင်ကျေးရွာနဲ့ဘောမီကျေးရွာတို့ဖြစ်ကြပါတယ် အာရကတက်တော် AA နဲ့ပူးပေါင်းတက်တွေဟာ2025ခုနှစ်ဇန်နဝါရီလကနေမကွေဘကိုအီယာဝတီတိုင်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီးပြီးခဲ့တဲ့အောက်တိုဘာလတတိယပတ်တွင်ပါဘကိုတိုင်းအနောက်ပိုင်းအုတ်ရှိပင်မြို့မှာ16မိုင်ခန့်ဝေးတဲ့ point 666စကန်ကုန်းကိုတင်ပိုက်နိုင်ကြတာလည်းဖြစ်ပါတယ်။အုတ်ရှိပင်မြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ရဲ့ကာခွေရေးပစ္စည်းဆက်ယုံကာပါစာ6တည်ရှိနေတာဖြစ်တယ်လို့မကွေတိုင်းဗရန်မြို့နယ်နဲ့18မိုင်ဝန်းကျင်မှာကာပါစာ14ဆက်ယုံတည်ရှိနေပြီး အေးအေးနဲ့ပူပေါင်းတက်တွေဟာလည်းအဲ့ဒီစက်ယုံကိုထိုးစစ်ရောက်ရှိနေတာလည်းဖြစ်ပါတယ်။မကွေတိုင်းနဲ့ဘကိုးတိုင်းရှိအရာဝတီမြစ်အနောက်ဘက်ကမ်းမှာစစ်ကောင်စီတပ်ရဲ့ကာကွယ်ရေးပစ္စည်းစက်ယုံကပ္ပဆာ16ခုတရှိနေတာလည်းဖြစ်ပါတယ်။အေးအေးနဲ့ပူပေါင်းတက်တွေဟာရခိုင်ပြည်နယ်နီးစပ်ရာဒေသတွေမှာခြေကုပ်ရယူနိုင်ဖို့အတွက်ကြိုးပမ်းနေတာဖြစ်တယ်လို့အေးအေးထိန်ချုပ်ထားတဲ့ဒေသတွေကိုလည်းစစ်ကောင်စီတပ်ကပြန်လည်ထိန်ချုပ်နိုင်တာမရှိသေးဘူးလို့ ISP မြန်မာကဆိုပါတယ်။တခြားတစ်ဖက်မှာလည်းစစ်ကောင်စီတပ်ဟာရှမ်းမြောက်မှာအပြစ်ခတ်ရဲစဲတာကိုအခွင့်ကောင်းယူပြီးအေအေထိန်ချုပ်ထားတဲ့နေရာတွေကိုစစ်အင်အားဖြည့်တင်တာ လေကြောင်းတိုက်ခိုက်တာတွေကိုတိုးမြင့်လှုပ်ဆောင်လာနေတာလည်းဖြစ်ပါတယ်။ဒါကြောင့်အာရကတက်တော် AA အနေနဲ့လည်းစစ်ကောင်စီတပ်ရဲ့စစ်ရှိန်နှင့်ဆောင်ရွက်လာမှုတွေအပြင်ရခိုင်ကမ်းရိုးတန်းဘက်တွေမှာစစ်ဆိုင်ထားရမှုတိမ့်ပိုက်ပြီးပါကလည်းထိန်းချုပ်ထားဖို့ခက်ခဲမှုတွေကြောင့်ပဲကပ္ပစာဆက်ယုံတွေကိုတိမ့်ပိုက်နိုင်မှုမှာမလွယ်ကူသေးဘူးလို့လည်း ISP မြန်မာကဆိုထားပါတယ်။ AA နဲ့ပူပေါင်းတက်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မကွေတိုင်းနဲ့ပဲခူးတိုင်းအတွင်းမှာတော့စစ်ကောင်စီတပ်ရဲ့ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစ22ခုရှိနေတာဖြစ်ပြီး16ခုကတော့အေယာဝတီမြစ်အနောက်ဖက်ကျမ်းမှာတည်ရှိနေတာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးစစ်တပ်နှင့်တွေ့ဆုံဆွေးနွေးမှုမရှိခဲ့ကြောင်း NUCC ထုတ်ပြန်တဲ့ဆွေးနွေးတင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံတွင်ပြုလုပ်တဲ့အလုပ်ယုံဆွေးနွေးပွဲ၌စစ်တပ်နှင့်တွေ့ဆုံဆွေးနွေးမှုမရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ယမန်နေ့ကထုတ်ပြန်ပါတယ်။အဆိုပါထုတ်ပြန်ချက်ကိုယမန်နေ့ကအင်ဒိုနီးရှားနိုင်ငံတွင်စစ်တပ်ကိုယ်စားလှယ်များနှင့် NUCC အပါအဝင်နိုင်ငံသားအဖွဲ့များတွေ့ဆုံခဲ့သည်ဟုသတင်းများထွက်ပေါ်လာပြီးဝေဖန်မှုများမြင့်တက်လာပြီးနောက်ထုတ်ပြန်ခြင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၄ရက်နေ့တွင် Office of Special Envoy on Myanmar Issue Indonesia နိုင်ငံ၏ Indonesia နိုင်ငံ၌ပြုလုပ်မည်အလုပ်ယုံဆွေးနွေးပွဲဖိတ်ကြားစာလက်ခံရရှိခဲ့ကြောင်းဖော်ပြထားပါသည်။ထို့နောက်အလုပ်ယုံဆွေးနွေးပွဲ၏ရည်ရွယ်ချက်ပါဝင်သည့်အဖွဲ့အစည်းများဒုပုဂ္ဂိုလ်များကိုတရားစွာမေးမြန်းခဲ့ပြီးအကြံဖတ်စေအုပ်စု၏ကိုစားများလုံးဝမပါဝင်မှသာ ကိုယ်စားလှယ်ဆေလုခဲ့ကြောင်းဆိုထားပါသည်။အဆိုပါအင်ဒိုနီးရှားနိုင်ငံ၏နိုင်ငံတည်ဆောက်ရေးဆိုင်ရာအတွေ့အကြုံများကိုမျှဝေခြင်း အလုံယုံဆွေးနွေးပွဲတွင်အခြားတော်လှန်ရေးအဖွဲ့များမှကိုစလဲများနှင့်အတူ NUCC ကိုစလဲနှစ်ဦးတက်ရောက်ခဲ့ပြီးအာနာသိန်းစစ်အုပ်စုကိုစားများနှင့်ညီသည့်နေရာအခြေအနေတွင်မျှတွေ့ဆုံခြင်းမရှိကြောင်းဖော်ပြထားပါသည်။ထို့အလုံယုံဆွေးနွေးပွဲတွင်အင်ဒိုနီးရှားနိုင်ငံ၏နိုင်ငံတည်ဆောက်ရေးဆိုင်ရာအထွေထွေများကိုလေ့လာခဲ့ရပြီးကိုစလဲများကလေ့လာတွေ့ရှိချက်အမြင်များအပြန်အလှန်ဆွေးနွေးခဲ့ကြခြင်းသာဖြစ်ကြောင်းဆိုထားပါသည်။ထို့ကြောင့် NUCC အနေဖြင့်ဒေါ်လာရေးအောင်မြင်မှုကိုရှေ့ရှု၍ Federal Democracy ပြည်ညံပါကတိကဝတ်များနှင့် နိုင်ငံရေးလမ်းပြမြေပုံအတိုင်းသာဆက်လက်ကင်ဆွဲရပ်တည်သွားမည်ဖြစ်ကြောင်းလည်းအသိပေးထားပါတယ်။ဆက်လက်ပြီးလာမယ့်ရွေးကောက်ပွဲဟာကောင်းမွန်တဲ့အရွေးတစ်ခုဟုခင်ကြီးပြောသလိုစစ်တပ်နှင့်ရင်ချင်းကကြောချင်းကမဆောင်ရွက်နိုင်ရင်အဲ့ဒီအစိုးရဖြုတ်ချမည်ဟုဆိုပြန်တဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ လာမယ့်တူရောင်ရွေးကောက်ပွဲမှာဆန္ဒမဲပေးမယ်ဆိုရင်စစ်တပ်နဲ့တဟဆာတာဖြစ်တဲ့သူကိုမဲပေးဖို့အနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်ကမချသေးခင်ကပြောဆိုခဲ့တယ်လို့စစ်တပ်လက်ပါစီချန့်ခိုင်ရေးပါတီဥက္ကဋ္ဌခင်ကြီးကလည်းအစိုးရတဟောင်းစစ်တပ်နဲ့လက်မတွဲနိုင်ရင်ပြုတ်ချလိုက်မယ်လို့ပြောလိုက်ပါတယ်။ပသိမ်မျိုးကပြည်သူလူထုနဲ့တွေ့ဆုံစဉ်ခင်ကြီးကအခုလိုပြောဆိုခဲ့တာဖြစ်ပြီးအသေးချာကမဲတပြားဆိုတာခံစားချက်ပါနိုင်ပြီးအမားရှိနိုင်တာကြောင့်အုံနောက်နဲ့စဉ်းစားပြီးလာတဲ့မဲတပြားကိုတန်ဖိုးထားကြောင်းပြောပြခဲ့ပါသေးတယ်။အဲ့ဒီလိုစဉ်းစားတဲ့နေရာမှာ အာနာသိန်းစစ်တပ်နဲ့လက်တွဲဆောင်ရွက်နိုင်မှုကိုစံထားရွေးချယ်ရမယ်လို့ဆိုပါတယ်။နံပါတ်၁ကျွန်တော်တို့နိုင်ငံမှာအကြံဖက်တောင်းကျမ်းသူတွေကတော်တော်များသားပြား။အစိုးရတည်တည်တက်မတော်နဲ့ကြောချင်းကရင်ချင်းအပ်မဆောင်ရွက်နိုင်ဘူးဆိုရင်တေချာတယ်။ဒီအစိုးရနောက်နေ့ပြုတ်ကြမှာပဲ။ဒါကိုစံထားပြီးရွေးရမယ်လို့ခင်ကြီးကပြောပါတယ်။ဒါပြင်စစ်ကောမရှင်ရဲ့ရွေးကောက်ပွဲကိုပြည်သူတရက်လုံးနဲ့နိုင်ငံတကာကအတူအရအဖြစ်သတ်မှတ်ထားပေမဲ့ခီကတော့ဒါဟာ2010 2015 2020ရွေးကောက်ပွဲတွေလိုတာမန်မဟုတ်ပဲတိုင်းပြည်ရဲ့ခေါင်းမုံနဲ့အလဲအပြောင်းအရွေးတစ်ခုဖြစ်တယ်လို့ဆိုပါတယ် ဒီတစ်ခါလုံးမဲ့ရွေးကောက်ပွဲသည်အများသူကတက်တေတက်ကရရှေ့မှာလောက်တာမျိုးဖြစ်တယ်။ဘယ်တော့မှမရှိခဲ့ဘူးတဲ့ဟာမျိုးဖြစ်တယ်။ဒါကြောင့်ထွက်လာတဲ့ရလဒ်သည်တရားဝင်မှုရှိတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ပြောခြင်းနဲ့ဒီရွေးကောက်ပွဲသည်ကောင်းချင်းတရားတွေအများအပြားတည်ဆောင်လာတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်အချုပ်ပြောရရင်အရေးကြီးတယ်။ရွေးကောက်ပွဲကိုဖြစ်မြောက်အောင်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမယ်လို့ကြံခိုင်ရေးဥက္ကဋ္ဌခင်ကြီးကပြောပါတယ်။ ဆက်လက်ပြီးတာစီမာပေါ်တာဆွဲခံရရင်သိန်း900နဲ့ပြန်ရွေးခိုင်းတာကြောင့်အသက်ပေးရမယ့်လမ်းပဲရွေးနေကြရတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းတာစီမြို့နယ်မှာစစ်ကောင်စီရဲ့ပေါ်တာဆွဲခံရပါကသိန်း900နဲ့ပြန်ရွေးခိုင်းတာကြောင့်သားသမီးတွေကိုစစ်တပ်တဲ့အပါခံပြီးအသက်ပေးရမယ့်လမ်းကိုသာရွေးနေရတယ်လို့နှီးဆက်တဲ့တင်ရင်းမြက်ကတင်ဌာနကိုဒီဇင်ဘာလ၄ရက်နေ့မှာပြောပါရယ်။အခုကတအင်ကို2000ခွဲမပေးမနေရကိုပေးရတာ။ မပေးတဲ့အိမ်စိုးစစ်တပ်ကိုလာဆွဲခိုင်းမယ်ဆိုပြီးစကားနဲ့ရောတနက်ပြပြီးရောချင်းချောက်တယ်။ပါသွားရင်လည်းတင်ငါရပဲ။မရှိရင်အသက်ဆုံးပဲလို့အဆိုပါသတင်းရင်းမြစ်ကပြောပါရယ်။သာစီမြို့နယ်ရှိရွာတွေမှာမြေတကွက်ပေါက်ဈေးဟာ330နဲ့ဒီကွက်၄ एक မှ3သိန်းလောက်ပေါက်နေချိန်စစ်အုပ်စုကအခုလိုငွေတောင်းရမ်းတာဟာစစ်မှုမထမ်းမနေရအောင် လုပ်တာဖြစ်တယ်လို့ဆိုပါရယ်။ လက်ရှိတာစီမြို့နယ်တွင်မှတဲပုံရင်စင်းနှင့်တဲကုန်းကျေးရွာအုပ်စုမှချန့်ခိုင်ရေးပါတီအမကန်အုပ်ချုပ်ရေးမှုတွေကစလို့ဆယ်အိမ်မှုတွေထိပြည်သူကိုရန်သူလိုဆက်ဆံပြီးစစ်မှုတန်းကြီးကိုချင်းချောက်တောင်းရမ်းနေတယ်လို့သိရပါတယ်။ဒီသုံးရွာအုပ်စုတွေကတဲပုံကအောင်အောင်ဆိုရွာမှနာမည်ကြီးပင်သူ့အောက်ဆွဲဖြစ်တဲ့ဆယ်အိမ်မှုခွေးတို့ဆိုတဲ့ကောင်းလဲတူတူပဲ။သူ့ကိုယ်သူတော့ဆက်ရေးလို့ပြောတာပဲ။အသက်က40ကျော်နေပြီးကြက်မပြေဘူးလို့ဆိုပါတယ်။အစိုးပါအုပ်ချုပ်ရေးမှုအောင်အောင်နဲ့ဆယ်အိမ်မှုခွေးတို့ဆိုသူတို့ဟာ ညာတိုင်းလူလိုအရက်တောက်ပြီးဆဲဆိုချိန်မောင်းတာတွေဖူးလို့လို့ရှိတယ်လို့ဆိုပါတယ်။ညာတိုင်းသူတို့လူတွေချိန်နေတောက်ကြတယ်။တခြားလဲထွက်မထိုင်ရဘူးထင်ပါတယ်။အောက်အောက်အိမ်မှာပဲစုတောက်ကြတာမူလရင်လက်နဲ့အာကိုပြီးမိုက်ကြီးခွဲတယ်လို့အဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်။ဒီဇင်ဘာလ၂ရက်နေ့မှာလဲမတရားစစ်မှုတန်းအတွက်တအိမ်တယောက်မဖြစ်မနေအစည်းအဝေးတက်ရောက်ဖို့လော့စပီကာနဲ့အော်တယ်လို့ဆိုပါတယ်။မင်းကနိုင်ငံတော်စစ်မှုတန်းအတွက်တအိမ်တယောက်မဖြစ်မနေအစည်းအဝေးတက်ရောက်ဖို့လော့စပီကာနဲ့အော်ရပြတဲပုံရွာကခွေးသိုးဆိုသူကစစ်မှုတန်းကြီး တအိမ်2000ခွဲပေးရင်ပေးမပေးရင်စရရမှန်မပေးတဲ့အိမ်တွေကိုစစ်တပ်ကိုခေါ်ပြီးညဘက်ဝင်ဆွဲခိုင်းနေပါလေလို့ပြောပါရယ်အုတ်ထုတ်ရင်မှုအောင်အောင်နဲ့တောက်ဖို့တောက်ဖက်တွေထဲမှာတာစီမြို့တောင်ဘက်ညောင်ရမ်းမှာအောင်ကိုဝင်းဆိုသူကလည်းဒဲပုံရွာမှာကိုတင်ဆိုးသမီးနဲ့ညာပြီးဒဲပုံမှာလာနေကအောင်အောင်လိုပဲချင်းချောက်တာမျိုးတွေရှိတယ်လို့ဆိုပါရယ်အောင်အောင်တို့ခွေးသူတို့နဲ့ကတောက်ဖို့တောက်ဖက်ပေးညာတိုင်းမှုနေတာသူကဒီမှာလာပြီးဒုက္ခပေးနေတာလို့ဆိုပါရယ် စစ်ကောင်စီဟာလာမယ့်ဒီဇင်ဘာလလယ်တဲမှာစစ်မှုတန်းအပတ်စဉ်၂၀ကိုစတင်တော်မှာဖြစ်ပြီးအဆိုပါစစ်မှုတန်းမစတင်ခင်မှာပေါ်တာဆွဲတာတွေပုံများလာနိုင်တယ်လို့ရန်ကုန်စကောက်နက်ဝက်ကလည်းအသိပေးပြောကြားထားပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။